တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းမှဒီကနေ့ဧပြီလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တပိတ်ချင်းမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်၍တေဆုံးသူ42ဦးအတွက်တအူးကို730စီပတ်ကဖာထောက်ပံဒဏ်ရာရသူ45ဦးအတွက်တအူးကို75သိန်းစီပျက်စီးခဲ့တဲ့နေအိမ်42လုံးအတွက်တလုံးလျင်730 PS ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းပြည်ဦးလွင်ခရိုင်တပိတ်ချင်းမြို့နယ်မှာတကြံကာလာအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်၍တိစုံခဲ့ရတဲ့ပြည်သူ42ဦးအတွက်တဦးလျင်ကျပ်သိန်း20စီထောက်ပံ့ခဲ့ကြောင်းတပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်ထိခိုက်ဒဏ်ရာရပြည်သူ45ဦးအတွက်တဦးကို15သိန်းကျပ်စီနဲ့ပျက်စီးသွားတဲ့နေအိမ်42လုံးအတွက်လည်းတလုံးကိုကျပ်သိန်း20စီပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်တပိတ်ချင်းမြို့နယ်အတွင်းတိုက်စုံထိခိုက်ဒဏ်ရာရနဲ့နေအိမ်ပျက်စီးခဲ့ရတဲ့ပြည်သူများအတွက်စုစုပေါင်းထောက်ပံ့ငွေချက် သိန်း2355သိန်းအသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါထောက်ပံ့ငွေများကိုမတ်ပန်ဆယ်လိုရဲ့ကုညီထောက်ပံ့ငွေကျပ်သိန်း690ပြည်သူလူထုထံမှစုပေါင်းထောက်ပံ့ငွေများနဲ့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တပိတ်ချင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းကလေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်သင့်ပြည်သူများကိုကုညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းပြီးယခုကဲ့သို့ထောက်ပံ့နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ စစ်ကောင်စီဟာငလင်ဘေးကြောင့်အပြည့်ရတဲ့ဆိုပေမဲ့လည်းတပိတ်ချင်းအပါဝင်ပြင်းဦးလင် KI မှာရှိတဲ့မြို့ရွာများကိုလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ဆုံးပြုလုပ်ခဲ့ရမှာပြည်သူများစွာတေဆုံထိခိုက်ခဲ့ရကြောင်းပြင်းဦးလင် KI ပကဖကသတင်းပြန်ကြားရေးတာဝန်ခံပြောပါတယ်။စကစကတော့အမြဲတမ်းအာချောင်နေတာသူအာချောင်တာကပြစ်ခတ်တိုက်ခိုက်မှုရက်စဲတယ်ဆိုပြီးနိုင်ငံတကာအမြင်မှာတော့ပြည်သူတွေပေါ်ကြည့်တယ်ဆိုပြီးမြင်အောင်လို့သာအာလျှောက်ချောင်ထားတာ။ တကယ်တမ်းကပြင်းဦးလင်ခရိုင်ထဲမှာငလင်လုံပြီးဆိုရင်အကျင့်ကြီးအများဆုံးပဲဒီတော်လန်ရေးကာလာတလျှောက်လုံးဒီဧပြီလအများဆုံးပဲလို့ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်ပြင်းဦးလင်ခရိုင်မှာရှိတဲ့မတရားစင်ကူတပိတ်ချင်းမိုးကုံမြို့နယ်မြောက်ကိုဧပြီလအတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရမှာတပိတ်ချင်းမြို့နယ်မှာအကျင့်ကြီးအများဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပေမဲ့ပြင်းဦးလင်ခရိုင်လေးမြို့နယ်ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုမှာဧပြီလအတွင်းအကျင့်30ပတ်ဝန်းကျင်ရှိပါတယ်တေဆုံးမှုကလည်းအများဆုံးပဲဗျ တပိတ်ချင်းဆိုရင်တော်တော်ကိုများတယ်ထိခိုက်သေးဆုံးဆိုရင်လို့ပြည်ဦးလင်ခရိုင်ပကပသတင်းပြန်ကြားရေးတာဝန်ခံကစစ်ကောင်စီကအာနာသိမ်းပြီးနောက်ပိုင်းဧပြီလအတွင်းမှာလေကြောင်းအပြင်းထန်တိုက်ခတ်ခဲ့မှုအခြေအနေကိုပြောပြပါတယ်စစ်ကောင်စီဟာဧပြီလ2ရက်မှ22ရက်နေ့ထိ၎င်းဧပြီလ23ရက်မှ30ရက်နေ့ထိ၎င်းငလင်ဘေးကိုအကြောင်းပြပြီးအပြစ်ရက်စဲမယ်လို့ကြေညာထားပါတယ်။အဲဒီလိုအပြစ်ရက်ကြေညာထားတဲ့စစ်ကောင်စီကပြည်ဦးလွင်ခဲအပါဝင်နိုင်ငံတဝန်းဒေသအသီးသီးကိုလေကြောင်းတိုက်ခိုက်မှုများအရှိန်မြင့်လှုပ်ဆောင်ခဲ့ရမှာဧပြီလအတွင်းပြည်သူရာချီတေဆုံးထိခိုက်ခဲ့ရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးပြဲမှာတိုက်ပွဲပြင်းထန် PDF ကကင်းစကန်တစ်ခုလက်လွတ်ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ရေးစစ်တပ်မှထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးရှေ့တန်းကကင်းစကန်တစ်ခုကိုလက်လွတ်ခဲ့ရကြောင်းရှမ်းတောင်စစ်ဒေသကွယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF viewer အမှတ်1ကသတင်းထုတ်ပြန်ပါတယ်။ ယနေ့နန်း9နာရီခန့်မှစတင်ပြီးမိုးပြေအခြေဆိုင်ခမရ၄နှစ်နှစ်တအတွင်းမှအင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့ပြီးဖေကုံနဲ့လွိုက်ကော်မျိုးတွေမှာလက်နက်ကြီးပစ်ကူလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရမှာရဲဘော်3ဦးဒဏ်ရာရကတအုပ်မှပြင်းထန်ကြောင်းနဲ့လူနေအိမ်အများအပြားပျက်စီးခဲ့ရကြောင်းဖော်ပြထားပါတယ်ယမန်နီကလည်းခမာယ၄နှစ်နှစ်တရင်မှာပဲအင်အား၁၀၀ကျော်နဲ့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမိုးပြေတရင်1 P3 1001တရင်ရဲဘော်တအူးနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရက်သားတအူးသေဆုံးခဲ့ရပါတယ် လက်ရှိတိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူများအနေနဲ့မိုးပြဲမြို့ကိုဖျက်ဆီးသွားလာလိုပါကမြေပြင်အခြေအနေကြိုတင်စုံစမ်းကြရန်တတိပေးထားပြီးမိုးပြဲမြို့ကိုဆက်လက်ထိန်းချုပ်နိုင်ရင်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့လည်း၎င်းကပြောပါတယ်ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF ရှမ်းတောင်စစ်တေသကွယ်အမှတ်1ဗျူဟာနဲ့ဒေတာတွင်းမဟာမိတ်တပ်ဖွဲ့များကမိုးပြဲမြို့ကို2023ခုနှစ်နိုဝင်ဘာလအတွင်းမှာထိန်းချုပ်နိုင်ခဲ့ပေမဲ့မြို့မြောက်ဘက်နမိုင်ခန့်အကွာမိုးပြဲဆဲပြီးမှရှိတဲ့ခမရ၄နှစ်နှစ်တိုင်ရင်ဌာနချုပ်ကိုသိမ့်ပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ စစ်တပ်အနေနဲ့တနစ်ကျော်လက်လွတ်ထားရတဲ့မိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးခမရ၄နှစ်နဲ့မှအင်အားတိုးမြင့်ပြီးယခုနှစ်စံပိုင်းမှာစတင်ပြီးပြန်လည်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျုံတိုးမြို့အခြေစိုက်ခမရ945တပ်ရင်းကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုဖုန်းတာဝါတိုင်းပျက်စီးပြီးအရာရှိတအုပ်နဲ့တပ်သားတအုပ်ပြင်းထန်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကြုံတိုးမြို့အခြေဆိုင်ခမရ905တပ်ရင်းကိုရှော့တိုက်ဒုံးနဲ့တိုက်ခတ်ရမှာဖုံးတာဝါတိုင်းပြက်စီးပြီးအရာရှိတအုပ်နဲ့တပ်သားတအုပ်ပြင်းထန်တိုင်ရန်ရရှိခဲ့ကြောင်း KNL မဟာမိတ်ပူးပေါင်းတပ်စီရေးတရင်အင်းမြစ်ကပြောဆိုပါရယ်ဧပြီလ29ရက်နေ့မွန်လယ်ပိုင်းမှာကြုံတိုးမြို့အခြေဆိုင်ခမရ905တပ်ရင်းကိုတော်လန်ရေးတပ်ဖွဲ့များကရှော့တိုက်ဒုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်းခမာယ905တိုက်ရင်အတွင်းကိုရှော့တိုက်တုံးတလုံးကြာရောက်ပောက်ကွဲခဲ့ပြီးအရာရှိတအုပ်နဲ့တပ်သားတအုပ်ပြင်းထန်ဒဏ်ရာရရှိကာကြံတလုံးကတော့တိုက်ရင်ထိပ်အမှတ်တရရက်ွက်မှာရှိတဲ့တယ်လီနော့တာဝါတိုင်းကိုထိမှန်ခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကမွန်လွယ်ပိုင်းပေါ်905တိုက်ရင်တွေကိုရှော့တိုက်တုံး၃လုံးပြစ်ခတ်တိုက်ခိုက်တာ905တပ်ထိပ်နားကအမှတ်တရရက်ွက်တယ်လီနော့ဖုန်းတိုင်းကိုထိတယ်။နောက်တလုံးကတဝင်းနဲ့ကြာတော့အရာရှိတယောက်နဲ့စစ်သားတယောက်ထိတာဒဏ်ရာပြင်းတယ်လို့ကြားရတယ်။ တတိယအလုံးကတော့တရရဲ့အနောက်ဘက်ကိုကြာတော့လူမထီဘူးတက်ချန်စီယိုတိတယ်လို့ဂျုံတိုးစီရေးနေမြေအတွင်းမှာရှိတဲ့စီရေးတရင်အရင်မြစ်ကပြောဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအပြီးအကြံဖတ်စစ်ကောင်စီတပ်ဘက်ကဂျုံတိုးကြီးရွာများဘက်ကိုလက်နက်ကြီးများနဲ့လှည့်ပတ်ရန်တမ်းပစ်ခတ်ခဲ့ပြီးတရရဲ့တော်ကြီးရွာဘက်မှာအရက်သားပြည်သူများထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်လက်ရှိအချိန်မှာဂျုံတိုးမြို့အတွင်းရက်ကွက်များမှာအကြံဖတ်စစ်ကောင်စီတပ်သားများပြူစောထီများ ပြည်သူစစ်တပ်ဖွဲ့များအရက်ဝက်နဲ့လက်နက်ကင်ဆောင်ကစစ်ပေးရှောင်နေအိမ်များဈေးဆိုင်များကိုဖောက်ထွင်းပြီးနေအိမ်အသုံးဆောင်နဲ့စားတောက်စရာများကိုခိုးယူနေကြောင်းသိရှိရပါတယ်။ကြုံတို့ကလူတွေကဂျိုင်းဘက်ပြေးကြပြီးဆိုတော့ရဲစခန်းကုန်းမှာရှိတဲ့စက္ကဆရီပြူရီပြည်သူစစ်တွေကကန်နာဒန်ဆိုင်တွေကအိမ်တွေကိုလိုက်ဖောက်စားနေတယ်။အိမ်ဆောင်ကြံတဲ့အိမ်တွေတော့ကတ်မလာဘူး။အရက်ဝက်တနက်လွယ်ပြီးစစ်ရှောင်အိမ်တွေကိုဝင်းမွေယူနေကြတာမျိုးပေါ့။ပိုဆိုးတာကကြုံတို့ကကြန့်ဖို့အိမ်တွေဆိုင်တွေပါဖောက်နေတာတွေ့ရတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။ ယနေ့ဧပြီလ28ရက်နေ့မှာအကြံဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်ပူးပေါင်းတပ်များကဂျုံတိုးကော့ဝါလေရွာဘက်မှာပြစ်ခတ်မှုများဆက်ရှိနေပြီးတော့ကော့ဂရိတ်မြို့ကိုးတိုင်စစ်ကတုံးနဲ့ရန်ကုန်ရွာစစ်ကတုံးဘက်မှာလည်းမြေပြင်တိုက်ပွဲနဲ့လက်နက်ကြီးဒရုန်းအပြန်အလှန်တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ဘေးအတွက်စစ်တပ်ကိုသာလှူဒန်းရန်စစ်ဥပဒေချုပ်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်ဘေးအတွက်စစ်တပ်ကသာအဆဆရရကူညီနေရတာကြောင့်အလူရှင်တွေအနေနဲ့စစ်တပ်ကိုသာတိုက်ရိုက်လှူဒန်းဖို့စစ်ဥပဒေချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးတန်နိုင်ကပြောလိုက်ပါတယ်။မန္တလေးကိုဧပြီလ26ရက်နေ့ကစစ်ဥပဒေချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးတန်နိုင်ရောက်ရှိလာပြီးတိုင်းဆိုရအဖွဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မြို့မိမြို့ဖတွေကိုတွေ့ဆုံခြင်းမှာပြောဆိုခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိစက်သူတယောက်က DVB ကိုပြောပါတယ်။မယုံနာလည်းမပြောနဲ့ငလင်ဘေးအတွက်လေးပြီးဆန်အိတ်တွေလှူတာစစ်တက်လက်ရောက်သွားတော့နိုးစီဘူးလေးလုံးအိတ်လေးတွေဖြစ်သွားတယ် မြန်တယ်မျက်လက်ပြတယ်လို့ပဲကိုရွေးကြုံရတာအဲ့ဒီနောက်ပိုင်းအလူရှင်တွေကကိုတိုင်ပဲသွားလူတော့တယ်ဒါကိုစစ်တပ်ကမကြိုက်ဘူးလို့ပြောပါတယ်မန္တလေးတိုင်းမှာငလင်ကြောက်တိတ်ဆုံးသူနဲ့ထိခိုက်ပျက်စီးမှုများတယ်လို့အလူငွေနဲ့အများအပြားရတဲ့အတွက်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အပြင်ဒုတိယဗိုလ်ချုပ်ကြီးမျိုးတန်နိုင်ကိုစစ်ကောင်းဆောင်ကထပ်မံတာဝန်ပေးခဲ့တယ်လို့လပခနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်က DVB ကိုပြောပါတယ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့နှစ်ယောက်မှာအလူငွေပုံမှုရရှိရေးအတွက်စူးစမ်းနေခြင်းမှာစစ်ကောင်းဆောင်ကိုမျက်နှာလှုပ်ချင်တာဖြစ်တယ်လို့သူကရှင်းပြပါတယ် ်ငလင်ဘေးအတွက်ရှမ်းတောင်မှဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးစကိုင်းမှဒုတိယဘိုးချုပ်ကြီးတပ်ပုံပဲခူးမှဒုတိယဘိုးချုပ်ကြီးဖုံးမြတ်နဲ့မန္တလေးမှဒုတိယဘိုးချုပ်ကြီးမျိုးမိုးအောင်နဲ့ဒုတိယဘိုးချုပ်ကြီးစိုးတင့်နိုင်တို့ကိုစစ်ကောင်းဆောင်ကတာဝန်ပေးထားတာပါနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကွင်းကောင်းမြို့မှာအေအေနဲ့ပူပေါင်းတက်များရောက်ရှိလာမှဆိုးတဲ့အတွက်စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းအင်ကပူမြို့နယ်ကွင်းကောင်းမြို့မှာဧပြီလဒုတိယအပတ်မှာစပြီးစစ်ကောင်စီမှလုံခြုံရေးအင်အားတိုးမြင့်ထားကစစ်ဆေးရေးများတင်းကျပ်ထားကြောင်းဒေသခံများထံမှသိရှိရပါတယ်။စစ်ကောင်စီရဲ့အမှန်ငါတက်မတော်တမ်းမြင့်လေ့ကျင့်ရေးတင်နန်းကြောင်းမှစစ်တပ်ရဲနဲ့ပြည်သူစစ်များမှကင်းလေခြင်းအစင်းစစ်ဆေးခြင်းနဲ့လမ်းများတွေအထိုင်ချကစစ်ဆေးခြင်းများဇက်တိုက်လှုပ်ဆောင်လာကြောင်းသိရှိရပါတယ်။ညဆိုစိုက်ကယ်တွေနဲ့ကင်းလေတဲ့လမ်းစုံတွေမှာလည်းညဘက်ဆိုပြူစောတိအပါအဝင်အင်အား90လောက်ကစိုက်ကယ်ကအကုန်တားပြီးရှာတာလို့ဒေသခံတအုပ်ကအေယာဝတီ time ကိုပြောပါတယ်။ ပြီးခဲ့တဲ့ match လ29ရက်နေ့မှာကွင်းကောက်မြို့နယ်လေးမိုင်ခန့်အကွာမှာအာရခတက်တော် AA ပူပေါင်းတက်များကစစ်ကောင်စီတက်နဲ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီးဒေသခံအချို့စစ်ပေးတိမ်းရှောင်ခဲ့ရပါတယ်။စစ်ကောင်စီရဲ့အဓိကတင်းနှံကြောင်တစ်ခုဖြစ်တဲ့အမှတ်9တက်မတော်လေးကျင်ရေးတက်ရှိနေတဲ့အတွက်ကြောင့်အာရခတက်တော် AA နဲ့ပူပေါင်းတက်များကဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်ယခုကဲ့သို့လုံခြုံရေးတွင်းမြင့်ခြင်းဖြစ်နိုင်ကြောင်းဒေသခံများမှသုံးသပ်ပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမှာထွက်ပြေးပျောက်ဆုံးနေတဲ့ဗိုလ်မှူးနဲ့အဖွဲ့ကိုစစ်ကောင်စီကလိုက်ရှာမှအေအေနဲ့တိုက်ပွဲဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာလက်နက်များနဲ့အတူထွက်ပြေးပျောက်ဆုံးနေတဲ့စစ်ကောင်စီဗိုလ်မှူးနဲ့အဖွဲ့ကိုစစ်ကောင်စီဘက်ကအင်အားအလုံးအရင်းနဲ့လိုက်ရှာရမှာအာရခတ်တပ်တော်အေအေနဲ့ထိတွေ့တိုက်ပွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရ။ကြောက်ဖြူမြို့နယ်မလာကျွန်းပြင်ရှီဘက်ကိုယမန်နေ့ဧပြီလ29ရက်နေ့မှာစတင်ပြီးအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထုတ်လိုက်ရှာလာတဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့အေအေတို့ဟာ အမှတ်32ရဲတပ်ရင်းဝင်းကျင်မှာရှိတဲ့ကြေးရွာများအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲမှာပြင်းထန်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အမျိုးသားတအုပ်ကနေရစရာကိုပြောပါတယ်။အဲ့ဒီစစ်ကြောင်းကမနေ့ကဘုံမှုပြောက်သွားလို့ရှာဖို့တက်လာတဲ့စစ်ကြောင်းသူတို့ကအေးအေးထိန်းချုပ်ထားတဲ့နေရာတွေအထိစစ်ကြောင်းထိုးပြီးလိုက်ရှာတော့အေးအေးကလည်းစောသူတို့ဘက်ကလည်းစောတိုက်ပွဲကတော်တော်ပြင်းတယ်လို့ပြောပါတယ်။ ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲကိုဆစ်လွတ်လိုက်တဲ့စစ်ကောင်စီတပ်မှကိုကိုမှဘုံမှုအပါအဝင်တပ်ဖွဲ့ဝင်တို့ဟာဧပြီလ28ရက်ကကြောက်ဖြူလေစိမ့်မအထွတ်အမှတ်32ရစ်တရင်ဘက်ကိုသွားတဲ့လမ်းမှာလက်နက်များနဲ့တူထွက်ပြေးပျောက်ဆုံးနေကြောင်းသိရှိရပါတယ်။ထွက်ပြေးသွားသူများကိုစစ်ကောင်စီဘက်ကစစ်ကောင်စီတပ်ရင်းနဲ့နှိစက်တဲ့ကြေးရွာများအပါအဝင်နေရအနှံ့အပြားမှာအပူတပြင်းလိုက်ရှာနေရမှာအေအေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့နောက်ထပ်ကြောက်ဖြူဒေသခံအမျိုးသားတအုပ်ကနေရစရာကိုပြောပါတယ်။ အတိကအဲ့ဒီပြည်မဘက်ကထွက်ပြေးပျောက်ဆုံးနေတဲ့စစ်ကြောင်းကိုလိုက်ရှာရင်သူတို့ရှေ့ဆက်တိုးလာလို့တိုက်ပွဲပြင်းနေတာလို့ပြောပါတယ်စစ်ကောင်စီတရင် Navy များမှလက်နက်ကြီးကြီးများနဲ့အေအေထိန်းချုပ်ထားတဲ့ဒေသတွေကိုပစ်ခတ်နေပြီး drone စက်တက်လေဒီများနဲ့လည်းပစ်ခတ်နေကြောင်းသိရှိရပါတယ်ကြောက်ဖြူမှာပြီးခဲ့တဲ့ February 20ရက်မှစတင်ပြီးအေအေနဲ့စစ်ကောင်စီတပ်များကဓညဝရီရေတပ်ဌာနချုပ်အနီးမှာစ၍တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် လက်ရှိမှာကြောက်ဖြူမြို့နယ်မှာရှိတဲ့ကြေးရွာအုပ်စုအများအပြားကိုအေအေကထိန်းချုပ်ထားပြီးစစ်ကောင်စီဘက်ကလည်းအေအေရှိနိုင်တဲ့နေရာတွေကိုမှန်းဆပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကပ္ပစရီအနတိုက်ပွဲတွေပြင်းထန်လာချိန်ကပ္ပစထုတ်လက်နက်တွေအရေးသေးပိုကောင်းလာအောင်ထုတ်လုပ်ကြဖို့စစ်ကောင်းဆောင်တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံတွေအနတိုက်ပွဲပြင်းထန်လာချိန်မှာကပ္ပစထုတ်လက်နက်တွေကိုအရေးသေးပိုကောင်းအောင်ထုတ်လုပ်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတိုက်တွန်းပြောကြားလိုက်ပါတယ် ဧပြီလ26ရက်မနေ့ပိုင်းကနေပြည်တော်ကောင်စီနေမြေအတွင်းကနေမြေခံတပ်ထဏာချုပ်ခန်းမမှာပြည်လုပ်ခဲ့တဲ့85နှစ်မြောက်စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ပွဲနေ့အခမ်းအနားမှာအမှားစကားပြောကြားရမှာအခုလိုထည့်သွင်းပြောဆိုသွားတာဖြစ်တယ်လို့ဧပြီလ28ရက်နေ့ထုတ်စစ်ကောင်စီပိုင်းသတင်းစာတွေမှာဖော်ပြထားပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကစစ်လက်နက်နဲ့စစ်အုံဆောင်ပစ္စည်းတွေဆိုဒီမှာစစ်မြေပြင်မှာမှတ်ကျောက်တင်ခံရမှာဖြစ်တဲ့အတွက်အရေးသွေးပိုကောင်းတည်တဲ့ကောင်းအောင်ဆွတ်ဆောင်နိုင်ရင်မြန်မာတည်တဲ့မြန်မာအောင်နေပယ်စုံကကြိုးပမ်းဆောင်ရွက်သွားကြဖို့မှာကြားလိုပါတယ်လို့ပြောဆိုခဲ့ပါတယ်။ ။လက်ရှိမှာစစ်ကောင်စီရဲ့မကွေးတိုင်းအေယာဝတီတိုင်းကကပ္ပဆာတွေအပါအဝင်တခြားဒေသတွေကကပ္ပဆာအနီးအနားမှာအာရခတ်တပ်တော် AA အပါအဝင်တော်လန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့အကြတိုက်ပွဲတွေပြင်းထန်နေပြီးအဲ့ဒီကပ္ပဆာအနီးအနားကစစ်ကောင်စီတပ်စခန်းတွေကိုလည်းစစ်ကောင်စီကလက်လွတ်ဆုံးရှုံးလာရနေတယ်လို့သိရှိရပါတယ်။ဒါအပြင်ကပ္ပဆာတွေဟာလည်းတော်လန်ရေးတပ်ဖွဲ့တွေရဲ့ပုံစံမျိုးစုံတိုက်ခိုက်တာကိုခံနေရတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ25ရက်ည12နာရီလောက်က မကွေးတိုင်းစင်ပောင်ဝဲမြို့နယ်စစ်ကောင်စီရဲ့ကပ္ပဆ73ကို Brave Warriors of Myanmar BWM အဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့ကတရခွန်မမရှော့တိုက်တုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ရုံတွေထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိခဲ့တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။အဲဒီကပ္ပဆ73ဟာအသေးစားကြည်စံကအစအကြီးစားလေရင်ဘုံးသီးတွေအထိအကြီးကထုတ်လုပ်ပေးနေတဲ့စစ်ကောင်စီရဲ့အရေးပါတဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလိုစစ်ကောင်စီရဲ့ကပ္ပဆာတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ရိုက်ချင်းချောက်လာနေတဲ့အတွက်စစ်လက်နက်တွေကိုအရေးသွေးမြင့်ထုတ်လုပ်ဖို့ထက်ပုံမှန်ထုတ်လုပ်နိုင်ရဲ့အတွက်တောင်စူးစမ်းရုံးကန်ရတဲ့အနေအထားဖြစ်နေပြီလို့ CDM ဗိုလ်ကြီးစင်ယောကပြောပါတယ်။စစ်လက်နက်ပစ္စည်းတွေအရေးသွေးမြင့်ဖို့ထက်ပုံမှန်ပေါ့နော်ပုံမှန်ထုတ်လုပ်ရေးတရားရာခိုင်နှုန်းပြည့်မီအောင်တော့မှပဲမနေစူးစမ်းရုံးကန်နေရတဲ့အနေအထားဖြစ်တယ်။ပြီးရင်တိုက်ပွဲတွေကလည်းကပ္ပဆာစက်ယုံတွေနားထိရောက်ရှိပြီးတော့ကပ္ပဆာစက်ယုံတွေလည်းနှီးမျိုးစုံနဲ့တိုက်ခတ်ခံရတာတွေခက်စိတ်စိတ်ဖြစ်လာနေတယ်။အဲ့ဒီတော့ထုတ်လုပ်ရေးထက်ကိုသူတို့မှလုံခြုံရေးကလည်းထက်ဝက် တစ်ဖက်ကဖြစ်လာတယ်ပေါ့နော်ပြီးရင်တချို့စက်ယုံတွေကလည်းစစ်စေးရေးပါလိုက်နေရတဲ့အတွက်ဟာတွေကြောင့်ထွက်ပြေးတာတွေအလုတ်ရက်လိုက်ရတာတွေဒီလိုမျိုးတွေဖြစ်နေတယ်ပေါ့နော်လို့ CDM ဗိုလ်ကြီးစင်ယောကပြောပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါစေခင်ဗျာပါစေ